တည်တဲ့သူကကျွန်တော်တို့ဆီကမူဆလမန်ကတူကအင်ဂျီယာ230လောက်ပဲရှိတာဟုတ်ကဲ့ဒါပေမဲ့တည်ဆုံတဲ့သူကပလီယာတစ်လုံးနဲ့ဆိုကြတယ်လူကြီးတည်ဆုံတဲ့သူ29ယောက်ရှိတယ်အော်တည်ဆုံတဲ့ဥရာသူ29ယောက်ရှိတယ်ရဲ့ကွက်ကအင်ဂျီလေးကပလီယာကြီးတစ်လုံးနဲ့ပဲရှိချာတာအင်ဂျီလူကတော့ဒီမှာဒီမှာလေတစ်ခုပဲဒီတစ်ခုလက်ရှိတော့တစ်မျိုးနဲ့လုံးတစ်မျိုးနဲ့လုံးတစ်ခါဦးတစ်မျိုးနဲ့လုံးမှဒီတစ်ခုတည်းရှိချာတာနောက်တော့ကတော့အခုလိုလာလို့ပြည့်ရတဲ့တော့ဒီတစ်ခါရောက်နေတဲ့အတိဒုက္ခဖြစ်နေတဲ့အချိန်တောင်မှအများပြည်သူလူတွေကအခုလို လာအဖက်စီကိုနမင်းနဲ့အမမမခနင်းပင်ဆိုရခနင်းဝေရဲ့အဖက်စီကနေပြီးတော့ခုလိုလာရောက်ပြီးတော့ပူကြီးပါမှုပြီးတဲ့အတွက်အများကြီးပဲကျေးဇူးပဲတင်ရတယ်ဝင်လဲဝင်တာပြရတယ်ဒီလိုမျိုးတို့ရဲ့ဒီလာတာလေးတော့မှဆိုတော့ဘာကြီးပြဲမဆုံးပုံနဲ့တော့ဝင်တာနေကြတာအကောင်းဆုံးလည်းဆိုတော့ညနေခုရအတိုင်းမှာကျွန်တော်တို့မွဆလမန်ရဲ့ကတူတော်ဒီမြစ်တာတစ်ခုတည်းရှိဟုတ်တယ်မြစ်တာပလီလေးတုံးတစ်လုံးနဲ့ပဲရှိတယ်အဲ့တော့ဒီနေရာလေးဆိုတော့လူတိုင်းသူ့မွဆလမန်ရှိနေတော့မသိဘူးဘာလို့ရက်ကွက်ကလေးကလည်း ဟိုပလီကျဲကိုလာတဲ့လမ်းလေးရောက်တော့ကျွန်တော်အခုအောက်ကလေးကလမ်းကြီးကတော်များတော့နေရာတိုင်းတော်တော်များများကိုမူဆလမာချင်းချင်းကိုမသိတဲ့လူတွေအများကြီးပဲဟုတ်လားအဲ့လိုနေရာလေးဒါအဲ့ဒါကြောင့်မလို့အခုလိုလာတဲ့အခါမှာကျတော့အားလုံးကဝိုင်းကြတာတာပြီးတော့ပြောနေကြတာပေါ့ဟုတ်ကဲ့အခုကတော့ဒါမတို့အင်းဝမေတ္တာပေါ့အပါအဝင်မတို့ဒီမှာရှိတဲ့အင်းဝမှာရှိတဲ့ပျက်စီးဆုံးရှုံးသွားတဲ့သူတွေနောက်တစ်ခါကျတော့အာသိဆုံးသွားတဲ့အိမ်တွေပေါ့အိမ်ကြီးတွေကိုအကုန်ကောက်ပြီးတဲ့ခါကျတော့မှအမ လူပေးပါပါရှင်တိန်အောင်တော့မ30လူပေးပါမယ်ရှင်30ကိုမဒီမှာရှိတဲ့အစင်းနေကောက်ခံလိုက်တဲ့အခါမှာဒီမှာရှိတဲ့ရွာကန်ကအာဒါဆရာတို့ကနေပြီးတော့ဥပုရှိဆိုတဲ့ဆရာကနေမှာဒီကဒီမှာဆိုလို့ရှိရင်ဒီအင်းဝါဘက်ကိုလာလိုက်တဲ့အချိန်မှာဒီမှာဟိုပိုင်းရောက်တဲ့ကမ္မလေးရှိတယ်ဈေးတယ်လေးတွေရှိတယ်သူတို့တွေအများကြီးအမောက်ကူညီပေးကြတယ်ကူညီပေးတဲ့အတွက်ကြောင့်မလို့အမတို့ပမှန်ငယ်ငယ်စင်းရင်းလေးလည်းထွက်လာသလိုတကယ်ကိုထိခိုက်ဆုံးရှုံးသွားတဲ့သူတွေနစ်နာသွားတဲ့သူတွေအတွက်အမကဟို တယောက်ကိုတအိမ်တောင်သိန်း20စီလှူပေးမယ်ဆိုတဲ့အခါကျတော့ဒီလိုမျိုးလေးဒီမှာလာလို့ဖြစ်တာပါရှင့်ဟုတ်ကဲ့ဒီသိန်း20ရအတိုင်းတာမှာဆိုတော့အခုဟာကဟိုလိုပြောပါတို့ရှင်ကျွန်တော်မိသားစုတစ်ခုပုံစံမျိုးပေါ့နော်အခုဒီမကကျွန်တော်မိသားစုတစ်ခုရအတိုင်းတာကအိမ်အောင်စုလေးတောင်အိမ်အောင်သူအပွဲလေးတွေပေါ့လူလေးဦးတောင်မှဆုံးသွားစားတာသဘောတရားပြတ်ပါတာအဲ့တော့ဆုံးသွားတဲ့တောင်မှဆုံးသွားတဲ့လူတွေကတဆူကကလေးလေးတွေပါပါတယ်ကလေးဆိုက9နှစ်10နှစ်ဒီလိုအရွယ်လေးကသာပါသွားစားတယ်ပါသွားစားတော့ နောက်တစ်ခုကလက်ရှိအနေအထားမှာကတူပါသွားတဲ့အထက်မှာကအဲ့နှလုံးရှိတယ်အဲ့နှလုံးရဲ့အတိုင်းတာမှာဆိုလို့ရှိရင်လည်းဒီလိုအဆောင်ကြီးပုံစံကျင့်တယ်တော်တော်အိန္ဒိယတော်တော်ကြုံကြသွားတော့အောက်ထက်မှာတိုက်ရင်တော့မဟုတ်ဘူးအသားတော့အသားရင်ပဲလက်ရှိအနေအထားမှာပေါ့အဲ့တော့ဘာဖြစ်ဖြစ်လေခုတိန်းအောင်ကိုတိုက်ဆုံးသွားတဲ့လူတယောက်ကိုတိန်း၂၀စီကိုကိုကြီးပန်ဖို့ပြတဲ့အချိန်ကမှကလေးတွေတို့လကောက်မှုခုသူတွေလုံးလို့ရတယ်ကိုလက်ရှိကိုဖြစ်ပြက်သွားတဲ့နေလို့ထိုင်လို့အဆင်မပြေတော့တဲ့အိမ်နဲ့ပြန်ပြင်လို့ရတာပေါ့ လက်ရှိအနေအထားမှာဆိုကျွန်တော်တို့ဒုက္ခဖြစ်နေတဲ့ချက်ကမှာအလုံးပါညာသွားဖို့လာဖို့ဆိုတော့တော့ခက်ခဲရှိတယ်လေခက်ခဲဖြစ်နေတော့မသွားကြတော့ဘူးပေါ့အဲ့တော့ဒါမိုးလေးဒီကူကြီးပန်ဖို့ပေးတဲ့ချက်ကမှာအေးအေးဆေးဆေးလေးနဲ့နည်းနည်းလေးနေထိုင်အဆင်ပြေရောတော့ပေါ့တောင်းတဆိုးရတော့အများကြီးစုဟိုပါပေးတော့ပေါ့ပြည့်စည်သွားတော့ပေါ့အဲ့တော့မလို့အားလုံးကလည်းတော်တော်တော့နာနာကိုကျင်းဦးလေးတင်ပြီးတော့ဝင်းလေးတအားတာပြီးတော့ပျော်နေကြတာပေါ့ဒီလိုအားလေးကိုဟိုပါပေးတော့ဆိုတော့ဘာဖြစ်လို့ပျော်လဲဆိုတော့ရှင်အခုလိုလာလှူတဲ့ဖယ်စီတွေရှိတော့ရှိကြပါလားရှိတော့ညာလေအခုလို့ ဟိုမခန်နေဝေရဖော်ဒေးရှင်းအတိုင်းတာတော့သူတဲ့ကုညီပံပိုးတဲ့အဖွဲ့အစည်းရမရှိတော့ရှားတယ်လေဟိုတဆူလူရလာတဲ့တိုးစင်တစ်ခါကြောက်လို့မှငါပေါင်းပေးကြတယ်ဒါလည်းဟိုအပြစ်ပြောတာမဟုတ်ပါဘူးဟိုအချင်းလေးလေးကိုခြားပြားတာတဆူကတသိန်းပေးကြတယ်အခုဒီမှာကြောက်တော့ဖော်ပြပြတော့မိသားစုတဆူတိတ်ဆုံးသွားတဲ့သူတယောက်ကိုဖိုးဖောက်မှသိန်းနဲ့ဆက်ကြည့်ပေးတယ်ဆိုတော့ပို့ပြီးတော့ဝန်းတာကြတာပေါ့ပြောကြတာပေါ့ အဲ့တော့ကိုလှုပ်ထင်တဲ့အတိုင်းတာလေးလည်းနောက်ဆုံးကလေးတွေအတွက်ကိုတည်ဆုံးသွားတဲ့လူတွေအတွက်ကောင်းမှုကုသိုလ်လည်းလုပ်လို့ရသွားမယ်ကိုအတွက်လည်းနေထိုင်ကြံရှိမိသားစုအတွက်လေးလည်းတောင်းတတော့အများကြီးစုသွားတော့ပေါ့ဖြည့်စည်းပေးပြဖြစ်သွားတာပေါ့အဲ့တော့အားလုံးကလည်းပြီးတော့ဝန်နေတာကျေးဇူးတွေတင်သွားကြတာပါဗျာနောက်တော့ကတော့ခုလိုလာလူပေးတဲ့အတွက်တော့တက္ကရောက်နေတဲ့အတိတ်ဒုက္ခဖြစ်နေတဲ့ကျောင်းတော်အများကြီးလူတွေကိုအခုလိုအဲ့တော့ဖက်စစ်ကြီးကိုနာမည်နဲ့အမမခင်ရဲ့ဖြစ်တဲ့ ခဏဝေရဲ့အဖက်စီကနေပြီးတော့ခုလိုလာရောက်ပြီးတော့ပုံကြီးပံမှုပြီးတဲ့အတွက်အများကြီးပဲကျေးဇူးပဲတင်ရတယ်ဝင်လဲဝင်တောင်ပြရတယ်ဒီလိုမျိုးတို့ဒီလာတာလေးတောင်မှသူကဘာကြီးပြဲမဆုံးပုံနဲ့ပြီးတော့ဝင်တောင်နေကြတာဒါလို့ဝင်တောင်ကလေးတို့ကအများစုပဲမှာဒီနေ့စီကမှာအခက်တဲနဲ့ဒုက္ခဒုက္ခနဲ့အများကြီးတွေ့ကြုံနေဆိုင်ရတဲ့ချိန်မှာမမလို့ရတဲ့ပုံကြီးလာပြရတော့အားလုံးကဝင်တောင်ကျေးဇူးတင်နေတယ်အဲ့တော့ဒီငန်းလေးမအောင်ဆရာတို့ရေဘာဖြစ်ဆုံးရှုံးနေရလဲပေါ့ ုံးတာပေါ့ကျွန်တော်တို့ဆိုလို့ရှိရင်အခုဒီတရာဦးတနည်းငယ်တော့တိုင်းတာပါတရာဦးမြို့နယ်ဆိုတော့မြို့နယ်တစ်ခုရတိုင်းတာမှာကျွန်တော်တို့မုဆလမန်ရဲ့ကရုကတိမြေတာတစ်ခုလည်းရှိဟုတ်တယ်မြေတာပလီလေးတွေတုံးတစ်လုံးလည်းရှိအဲ့တော့ဒီနေရာလေးဆိုတော့လူတိုင်းသူ့မုဆလမန်ရှိနေတော့မသိဘူးဘာလို့ရက်ကွက်ကလေးကလည်းကိုပလီကျဲကိုလာတဲ့လမ်းလေးရောက်တော့ကျောင်းအခုအောက်ကလေးကလမ်းကြီးကတော်များတော့နေရာတိုင်းတော့တော်တော်များများကိုမူဆလမန်ချင်းချင်းကိုမသိတဲ့လူကြီးအများကြီးပဲဟုတ်လားအဲ့လိုနေရာလေးဒါကြီးအဲ့ဒါကြောင့်မလို့အခုလိုလာတဲ့အခါမှာကျတော့အားလုံးကဝမ်းကြတာတော်တော်ပြောနေကြတာပေါ့ ပြီးတော့အမလည်းဒီကိုပထမအဆုံးရောက်တာဆိုတော့တို့တွေအကုန်လုံးဝမ်းသာကြတယ်ထူးကြတာပေါ့နော်အဲဒါအင်းဝအောင်လဲတာအမအခုလိုမျိုးရောက်လာတယ်ဝမ်းသာတယ်အခုဆရာဦးတို့ပြောတဲ့ဒီမေတ္တာဆိုတာတမိတော်မရောက်ဘူးအဲတော့အခုပထမဆုံးလှူရတာဆိုတော့အကုန်လုံးကဝမ်းသာနေကြတာပေါ့တည်ဆုံးတဲ့သူတွေရှိတယ်ဟုတ်လားတည်တဲ့သူကကျွန်တော်တို့ဆရာမိုဆာမန်ကတို့ကအိန္ဒိယ200နဲ့30လောက်ပဲရှိတာဟုတ်ကဲ့ဒါပေမဲ့တည်ဆုံးတဲ့သူကပရိယတစ်လုံးနဲ့စုပညာလို့လူကြီးတည်ဆုံးတဲ့သူ29ယောက်ရှိတယ်ဟုတ်တည်ဆုံးတဲ့ဦးရာသူ29ယောက်ရှိတယ် ရဲရွက်ကဲအင်ဂျီလေးကပတယောက်ကြီးတစ်လုံးနဲ့ပဲရှေ့ချလာအင်ဂျီလူကတော့ဒီကဲဒီမှာဒီမှာဘလီတစ်ခုပဲဒီတစ်ခုလည်းရှေ့ချတော့တမျိုးနယ်လုံးတမျိုးနယ်လုံးတရာဦးတမျိုးနယ်လုံးမှဒီတစ်ခုတည်းရှေ့ချလာကျေးဇူးတော်တင်ပါတော့ကျွန်တော်တို့လည်းစုလည်းအများအားတောင်းပေးတယ်လေဒီဘသူအမဒီမခနိုင်ဝေဖော်ရှင်ကအခုလိုခက်ခဲဖြစ်တဲ့ချိန်ကမှနေရာတိုင်းမှာဆိုရှင်အများအားတောင်းကြလမ်းကြနေရာလေးတွေမှာ ဟိုလူကိုယ်တိုင်ပုံနဲ့မျိုးနဲ့ဒီလိုလက်တွေ့မမြင်ဘူးတော်냐လေဟိုဖုန်းထဲကနေလို့ line ထဲကနေလို့အခုလိုလူတွေတန်းနေပြီးတယ်ကန်းနေဆိုတော့အတန်လေးတွေလက်ကြားတော့ဝမ်းလက်တာတယ်စူလက်တောင်းပြဖြစ်ပါတယ် တကယ်လည်းဆူတောင်းပေးပေးပါလေအဲ့လိုတမီးကလည်းအကုန်လုံးလှူပေးချင်တာပါဟုတ်ကဲ့အဲ့ဒီကိုရဲ့အလူငွေလေးကတရောင်ဆရာဦးစောစောကပြောသူလို့ပေါ့နော်ကျဲကျဲတဲ့မိသားစုအတွက်လည်းအထောက်အကူပြုမယ်သွားလေသူတွေအတွက်လည်းအခုတို့ဦးစောကောင်းမှုလုပ်ပေးရဲဆိုတော့တို့လည်းဝမ်းသာတယ်လို့တမီးတို့ခုနှစ်သားသမီးတွေကလည်းအလုံးကလည်းဝမ်းသာကြည်နူးကြမှာပေါ့နော်ဟုတ်ကဲ့ပါအခုတို့လည်းအကုန်လုံးစက်စက်ရအဆင်ပြေပြီးတက်ရှိကြမှာပါစေလို့တမီးဆုတောင်းပေးပါတယ်နော်ဟုတ်ကဲ့ဟုတ်ကဲ့